ခုတင်ဆက်ပေးမယ့်သတင်းကတော့ကရင်လူမျိုးတို့ရဲ့ရိုးရပြက်ကလေးအရာနှစ်သက်ကူနှင့်အခမ်းအနားကျင်းပဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်လူမျိုးတို့ရဲ့ရိုးရပြက်ကလေးအရာကျင်းပတဲ့နှစ်သက်ကူနှင့်အခမ်းအနားကို AR တိုင်းဒေသကြီးပန်းတနော်မျိုးနဲ့ဝဲတော်ကျေးရွာအုပ်စုအစုကြီးကျေးရွာမှာဖေဖော်ဝါရီလ10ရက်နေ့ကနေစပြီးကျင်းပပြုလုပ်ခဲ့ပါတယ်။ကရင်လူမျိုးတွေရဲ့ရိုးရပြက်ကလေးအရာကရင်တက္ကရ2952ခုနှင့် ထိုင်ခုတ်ဖိုလာရဲ့နှစ်သစ်ရဖြစ်တဲ့ဖေဖော်ဝါရီလ17ရက်နေ့မှာကြာရောက်မဲ့နှစ်သစ်ကူနေ့အတွက်ပျော်ပွဲရှင်ပွဲကိုကျင်းပတာဖြစ်ပါတယ်။နှစ်သစ်ကူပွဲကိုအနာပတ်ဝန်းကျင်ကျေးရွာကကရင်တိုင်းရင်းသားတွေဗမာတိုင်းရင်းသားတွေအပြင်အခြားဒေသတွေကတိုင်းရင်းသားတွေပါတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ကရင်တိုင်းရင်းသားတွေဟာအစုကြီးကျေးရွာကွင်းပြင်ကနှစ်သက်ကူအခမ်းအနားကျင်းပရာနေရာကိုဆိုင်ငယ်တွေမော်တော်ယာဉ်တွေထော်လာကြီးတွေနဲ့ရွာလုံးကျွနီးပါတက်ရောက်ခဲ့ကြပါတယ်အခမ်းအနားတက်ရောက်လာကြတဲ့ကရင်လူမျိုးတွေနဲ့ဧည့်သည်တော်တွေကိုဘင်းခရာတီးဝိုင်းနဲ့ကြိုဆိုခဲ့ပြီးညဘက်မှာကရင်ရိုးရာအကတွေဖြစ်တဲ့ကရင်ဒုံရိတ်နဲ့ဝက်ညက်အကတွေကိုကပြဖျော်ဖြေခဲ့ကြပါတယ်ဒီနေ့ကတော့အထူးဧည့်သည်တော်တွေတွေ့တယ်လဲလာကြတာပေါ့ဗျဒီတခြားမြို့နယ်တွေလည်းလာကြတာပဲ ုပ်ပြီးတော့လာကြတာပဲ။ဘာဖြစ်လဲဆိုတော့ဘာကြောက်လာရတယ်ဆိုတော့နောက်ဆုံးနှစ်တိကူကတပိုးတွယ်လက်ဆုံးတရက်နှစ်နှစ်တိကူကတော့နောက်ဆုံးဖြစ်နေတိတဲ့ကြောင့်ကိအမျိုးသားတွေပြန်လဲပြီးတော့စုစည်းကြတာပေါ့ဗျာ။စုစည်းပြီးတော့လာကြပြီးတော့ပျော်ပျော်ပါပါနဲ့ကိုကိအမျိုးသားကိုလာပြီးတော့မြစ်တင်တဲ့အနေနဲ့ဒီလိုလာကြတာပေါ့။ဒီပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက ဆိုရရုံးပေးရပြီးတက်မှတ်ပေးခဲ့တဲ့နှစ်တစ်ကူနဲ့ဒုနှစ်တစ်ကူနဲ့ဘလို့ကွာခြားလဲကွာခြားချက်လေးကိုနည်းနည်းလေးရှင်းပြပေးပါမယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ရာဇဝလဆန်းတရနေနေတီကူကတော့တရွာချင်းလိုက်လှုပ်ကြတာပေါ့ဗျာ။ကုရွာကုရွာနဲ့လှုပ်ကြနေတာပဲ။အခုကျွန်တော်တို့ရဲ့တဘိုးတွေလဆန်းတရနေကဆယ်အုပ်စုနဲ့စုပေါ်ပြီးလှုပ်နေတဲ့အခါမှာကျွန်တော်ကမြို့သားဒုအားတွေကလည်းပို့ပြီးတော့များတယ်။ရာဇဝလဆန်းတရနေကျင့်ပါတဲ့နေတီကူကြတော့ ကိုရွာနဲ့ကိုလှုပ်လိုက်တဲ့အခါမှာလူအနေတာပေါ့ဗျ။ဒါတော့တော့ပွာချားတာပေါ့။ဟိုဘာအနေနဲ့နောက်ပြည့်စုံပြောချင်တာလေးရှိပြောပြပြလာမင်းလာမင်းနေလေကျွန်တော်တို့တပို့ရလဆန်တရနေ့နှစ်တိကူကျင်းပနေတဲ့အချိန်ကျွန်တော်တို့ကိုရကင်းအမျိုးသားတူဒီထက်မကတက်ရောက်ပေးဖို့အတွက်ကျွန်တော်မှာကြလို့ပါပဲဖေဖော်ဝါရီလ17ရက်နေ့မှာတော့ကရင်အမျိုးသားအလန်တင်အခမ်းအနားနဲ့ ကရင်အမျိုးသားရေးရာဟောပြောမှုတွေကိုပြုလုပ်ခဲ့ကြပါတယ်။ဒီနေ့ဖေဖော်ဝါရီလ17ရက်နေ့မှာကြာရောက်တဲ့ကရင်နှစ်သက်ကူနေ့ကို AR တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်အတွင်းကမြို့နယ်အချို့မှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။